အားလုံးပဲမင်္ဂလာပါရှင်။ဒီကနေ့ဖတ်ပြပေးမယ့်ဝတ္ထုလေးကတော့ဆရာမဝေစီဝါရဲ့တက္ကသိုလ်ရေးသားတဲ့ဆက်ထုံးများ၏အဆုံးသတ်ဆိုတဲ့ဝတ္ထုတော်လေးပဲဖြစ်ပါတယ်။ဆက်ထုံးများ၏အဆုံးသတ်။တန်ရုံးစဉ်တစ်ခု၏ဆွဲငင်အားသည်အရာအလုံးကိုကြော်လွားနိုင်လေသလား။ကြောခိုင်းကအိမ်တကာဝါစီရှောက်သွားနေသော အရိတ်သေးသေးလေးကအတန်တတန်ကြောင့်ဆက်ခနဲ့ရက်သွားကလဲပြန်လှဲ့လာသည်။ ဆူဆူဟင်ဟင်ဟင်မတော်ရဘူးဆူဆူလက်ဆန်တန်းကအာကောင်ချစ်ပြီးစိုးရိမ်တကြီးအော်ဟစ်လိုက်တော့တမီးလေးအတန်းကြောင့်အထွတ်ထည်ရောက်နေသည့်သူမ၏ဒေါသများကလည်းရုတ်တရက်ခါပြတ်သွားရသည်တမီးအတန်းကစိုးရိမ်တကြီးအထိတ်တလန့်သူမျက်နှာသောအရာတစ်ခုကိုဆုံရှုံသွားမှပူပန်နေသည်လိုမျိုးပုံပုံလေးဟင်းပုံပုံရဲ့ဆူဆူလည်းမတော်ချင်ပါဘူး ပြန်လှည့်ပြေးလာတော့အရေးသေးသေးလေးသည်အရေးပစ္စည်းကွေးလေးဘေးနား၌ဒူးထောက်ထိုင်ချလိုက်ကအရေးနှစ်ခုပူကက်သွားကြ၏ပစ္စည်းကွေးလေးမျက်ရည်ကို တုတ်ပေးနေသောအရေးကလေးကတသိမ့်သိမ့်ရှိုင်ငုံနေစေကလေးနှစ်ယောက်ကိုကြောက်ခိုင်းထားသောနမ်းမြအေးသည်နေရန်ပေါ်မှအရေးကလေးများ၏တန်ရုံးစဉ်ကြိုးကိုလှည့်မကြည့်တော့လဲကွက်ကွက်ကွင်းကွင်းမြင်နေရလေသည်သူတို့နှစ်ဦး၏တန်ရုံးစဉ်ကြိုးတုံဆွဲနေကြပုံကား ဒေါသကြောင့်ထုံပင်ပင်ဖြစ်နေသောသူမကိုပင်ထိထိခိုက်ခိုက်လှိုက်တက်သွားစေရ၏တန်ရုံးစဉ်ဟုသည်တွင်တာနှောင်ဖွဲ့ခြင်းဟုတေချာလာသည့်တနေ့မှာတော့အဲ့ဒီຫນွယ်ကိုဖြတ်ဖို့သူမစူးစမ်းရတော့မည်အထက်ထက်ရစ်ပတ်မိလေသောကြိုးတချောင်းကတော့ဖြင့်ဖြေလျှော့ရန်ခက်တော်မည်မှာအသေးချပါတန်ရုံးစဉ်ဆိုသည့်ကြိုးကဆက်ထုံးဘလောက်များများ ပြက်ရန်ကတော့ခက်သေးပါပဲ။ သို့ပေမဲ့အခါခါဆက်ခဲ့ရသောကျိုးတချောင်းမြည်သည်ဆက်ထုံးပြည်သည့်နှင်ပင်ပြတ်ရရုံမဟုတ်ဘူးလားဘယ်တော့ပဲပြန်၍ဆက်နိုင်သည်ပင်ဆိုစေဦးဆက်ထုံးဘရဘွားတွေကပြေကျနေသည်မလိုက်ဆက်ရသည်မှာ ကြာတော့လေလက်ပန်းကြပေမည်ပေါ့ဒီတစ်ခါနောက်ဆုံးပဲနော်မိစုနောက်တစ်ခါထပ်ဖြစ်ရင်တော့တရားမင်းကြီးစင်တာတော့မရတော့ဘူးခုလေတက်လုံးပုံကောသာညီကျေးဇူးတင်သူ့ကြောင့်မဟုတ်ရင်ငါကြီးကိုပြန်လက်ခံမှာမဟုတ်ဘူး သူမစကားကြတော့မျက်ရည်များနဲ့ဆွဆွနေသောမှုံရီရီမျက်ဝန်းလေးတစုံကဖြတ်ခနဲ့တက်လက်လက်တောက်ပသွားလေသည်။နမ်းမြ၏ရင်ထဲတွင်တနှင်းနှင်းနှင့်တနာဝန်းနေနေတော်လဲမျက်နာကိုခတ်တီတီတင်းထားရသေး၏။မတင်း၍လည်းမဖြစ်ပါ။မျက်နှာသာပေးသည်နှင့်ရွှေရည်ပကံတက်လှုပ်တက်လွန်းသည်လေ။ခုပဲကြည့်ဒီလိုခိုးမှုအသေးစားလေးတွေကိုခွင့်လွှတ်လာတာအချိန်များပြီဆိုတော့ဒါမျိုးဆိုကျင်းတယ်ပေါ့လွတ်မြေဆိုတာကဲလေးမကတွေ့ပြီးသား။အိမ်မှာဒီလောက်အလျံပဲကျွေးမွေးထားသည်ကြာက တကြားလုံးကအစားကြောင်ရင်ထဲကဟင်းအထီပံခိုးစားခြင်းရသည်။မိလင်လဲလိန်ညာလိုက်ဒီမှာပစိန်ကိုပင်အပ်ဖြစ်အောင်မျက်စိစုံမိတ်ညင်းတော်မည်။အဲ့ဒီလိုအကျင့်ဆိုဗီဇဇိုးတွေကိုတမီလေးစီကူးဆက်မီဆိုးရွေလဲဒီကလေးမကိုအိမ်မှာခေါ်ထားဖို့ជីကြီးကိုသူမအတန်တန်ညင်းခဲ့ရသည်ပေါ့။တုံးကြီးစမ်းမှာတူမကြီးရဲ့ငါတူမတယောက်ထဲချက်ရဖြုတ်ရရှော့ဖို့ကလေးထင်းရနဲ့ပင်မန်းလွန်းတာကိုကြီးတော်ကမကြည့်ရလို့ပါအေး။ရန်ကုန်မှာအိမ်ပေါ်ရှာရတာလည်းခက်တယ်မဟုတ်လား။ တမိအမေကလည်းအတန်ပြန်ကြိုက်တော့ချက်ဖို့ပြုတ်ဖို့ကကိုယ်တိုင်စိတ်တန်းကြတာဆိုတော့လူကြီးတွေကလည်းမလိုဘူးလေဒီရွယ်လေးတွေက ပုံသွင်းရလွယ်တယ်ငငယ်ကလေးကမွေးထားရင်ကြည်လာတော့အကူရတာပေါ့တန်ပြန်မှုကတော့ကိုကြိုက်တယ်လို့ပုံသွင်းလိုက်ရင်ရပါတယ်အေးရွှေပင်သားတော့ရွှေကြည့်ပေါ့တုံးကြည့်ပါဦးလက်တို့လက်တော့အသုံးတင်ပါပါအဝတ်စားအစ်စ်တွေနှင့်ပေမဲ့ ချင်တူတူညစ်ဆုပ်ဆုပ်နှစ်တချုံချုံဖြစ်နေသောဆယ်နှစ်အရွယ်ခြားတိတ်မလေးကိုကြည်ကြည်ပြောသလိုအရှိမျောတွေးပြီးသူမမြည်သောမြအားကိုကြည့်၍မရပါကြည်ပြောရှိပြောဖြစ်အောင်ကြည်ကြည်ကဝတ်ဆင်ပေးထားသည့်ဝတ်စုံတစ်တွေကနေမရန်ကုန်အလား6နိုင်ကျော်စီရသည့်ကားပေါ်မှာမူးပြီးအချင်းချင်းအန်လာသည်မို့ချင်းဆုပ်ဆုပ်အနံ့ထွက်နေပြီမဲတူတူရုပ်ဆိုးဆိုးလေးကမူးဝင်ပြီးနှာရည်တွေပါထွက်နေတော့သပင်ဆုပ်ဖွားနဲ့မျက်လုံးကြောင်တောင်လေးကရှင်စရာပင်ကောင်းသေးတော့ စိတ်ကူးမလွဲ့နဲ့မိရွှေနန်းပြီးမှကျုပ်ကိုကျေးဇူးတင်နေရမှာနော်အ ਨੇ စုံငါမြေးမှလည်းတက်လုံးပုံကိုကစားပေးဖို့အဖို့ရတယ်ဤတူရတဲ့တမီးဆိုတော့သူခင်ဗျာအဖို့ငတ်နေရှာတာကလေးထိန်ပကန်းစိတပြက်စီလဲကျန်းတိုက်တေချာတင်ပြီးရင်တန်ရှင်ရဲ့ကိစ္စကတော့ငါတို့မှတက်တာတာပေါ့ကုတို့လည်းရပါတယ်ကွယ်ဒီကလေးမလေးကမိဘမရှိတော့ဘူးအတော်ရီအဖွားရီနဲ့နေရတာဆင်းရဲကြတော့ငတ်တက်လဲပြက်တက်လဲရဲ့တူမကြီးတို့အိမ်မကစမကုန်းလို့လွန့်ပြက်ရတာတွေနဲ့တယ်လား ကြည်ကြည်လာတိုင်းအဲ့ဒါတွေမြင်ရတာတိတ်နှမျောတာပဲဒီလိုစားရမယ်တောက်ရမယ်လေးခေါ်ပြီးကျွေးမွေးထားတာနဲ့တင်ကုတူရနေပါပြီအေးအစားတော့ကတိတဲ့ပိုးမကုန်ပါဘူးလကလည်းပေးကြမလို့တော့အဝတ်စားလေးပဲစင်ယုံရှိတာပဲမကြိုက်ရင်လည်းဖုန်းသာဆက်လိုက်ပြန်လာခေါ်ပြီးကြည်ကြည်ပဲမွေးလိုက်တော့မယ်ခုကြည်ကြည်အိမ်မှာကကောင်မလေးတွေများနေလို့နှမို့ဆိုသူကလေးကိုခေါ်ထားလိုက်ချင်တာတနာကြပါကွယ် ဒီလိုကလေးမျိုးတွေအတွက်စေတနာဝန်ထမ်းလောက်ခါတမင်အိုးတက်ပေးတတ်သည့်ကြီးကြီးစေတနာကလည်းဆန့်တော့ဆန့်ဤသူမို့အပင်မန်းခံဇရိတ်အိတ်ဆိုင်ခါခုတ်ကိုရမဲ့နေသည့်ဒီလိုကလေးမမျိုးတွေကိုမိတ်ဆွေတွေအမျိုးတွေအိမ်ကိုလိုက်ပို့ပေးတတ်သည့်ကံဆိုင်ရွေများနှစ်ဦးနှစ်ဖက်အစဉ်ပြေသွားလင်အိမ်ရှင်ကလည်းစိတ်ချမ်းသာကလေးမတွေလည်းနားခိုရလေးရာကျေးဇူးတင်ကြသည်ပေါ့အစဉ်မပြေလင်တော့လေအိမ်ရှင်ကတညင်းကြီးတညူညူတိုင်းသည့်အပြစ်စကားတွေလိုက်ဖြေရှင်းပေးရ၏ လဲလို့မှညှိမရရင်တော့ပြန်သွားခေါ်နောက်တအိမ်ထပ်ပေါ်နေជីជីမို့ပဲဒုက္ခခံနေရှာသည်တခါတည်းရန်ကြီးတော်အိမ်ကဒုက္ခတဲ့စကန်းလိုလူစီကားနေတတ်ပါ၏ជីជីကသူ့အိမ်မှာစားစရာအိပ်စရာလေးတော့မညိုမညင်ပေးထားတတ်သည်မို့ជីជីတရင်ကြသည်ဆွေမျိုးနှိဆက်တော်သောဒုက္ခရောင်ဆောင်တော်မှကလေးမတချို့ကလည်းအလောက်ရှာကြဖို့ជីជីအိမ်မှာစကန်းချတတ်သည်လေအနည်းဆုံးကြီးတော်ဤစေတနာကိုတော့လေးစားရပါသည် ပရာဟိတာဆိုတာဆိုင်းပုတ်ကြီးအောက်ဝင်မှအုပ်စုလိုက်သွားလာအချိန်ပြီးနိုင်မှငွေကြေးတိမ်တန်းချီအကုန်ခံနိုင်မှရေမဟုတ်ပါဘူးကွယ်ကိုအတ္တာကိုဖဲခွာပြီးကိုပတ်ဝင်ခြင်းနဲ့နိစတဲ့လက်လန်းမီတလောက်ကို အကျိုးရှိအောင်ကုညီဆောင်ရွက်ပေးနိုင်ရင်လေပရာဟိတာလောက်တာပါပဲဟုကြီးတော်ကကြွေးကြော်နေကြဒီလိုနဲ့သူမအီဂေဟာလဲကြီးတော်အကျိုးဆောင်မှုနဲ့စွတ်စွတ်တယောက်စာ ပရာဟိတာဂေဟာဖြစ်လာရည် အမှန်တော့စေတနာခေါင်းပါသူအဖြစ်ကိုပုံရိပ်ကိုကိုမမြင်လို၍သာဆက်မငင်ပဲလက်ခံလိုက်ရခြင်းဖြစ်သည်။ဆယ်နှစ်ကျော်ကျော်ဥမမဲစာမမြောက်ကလေးကိုဘယ်နေရာတော့ခိုင်းရပါမည်နည်းပထမဦးဆုံးသူမတို့နဲ့တအိမ်သားတဲ့အတူနေထိုင်ပြီးခလေးမလေးဤတကိုရီတန်ရှင်ရတာဝန်ကသူမကောင်းမအရင်ကြလာသည်ဆယ်နှစ်ကျော်အယိုးဆွဲလာသည့်နေထိုင်မှုဇရိုက်ကိုရုတ်တရက်ပြောင်းလဲပေါ်ရာမှာထင်သလောက်မလွယ်ကူလာပါ အိမ်သာဝင်ပြီးတိုင်းအထွက်မှာဆက်ပြားကိုလက်နှင့်ဆင်ကျဲအောင်ဆေးဖို့ပဲလောက်ပြောပြောနှက်တွေကိုရေချိုးတုံးတေချာဆေးကြောထားပြီးခဏခဏနှာခေါင်းမနှိုက်ဖို့ဘယ်လိုတင်တင်စားတောက်စရာတွေကိုကြီးကင်တွေနေချိန်မှာခေါင်းကုတ်ဖင်ကုတ်မလုံးမိစေဖို့ဘယ်နှချိန်တာတာကလေးမကမျက်နာလွဲသည်နှင့်လှုပ်ချင်ရာလှုပ်တတ်သူသားဖြစ်သည်ခေချိုးလင်လဲငုတ်တုတ်ထိုင်ဆောင်ကចောင်းជោចောင်းចားမကြံဆက်ပြားတိုက်ပြီးတေချာជីတို့မို့နှိုးစော်ရ၏ သွားကိုလည်းနန်းနဲ့တစ်ချိန်ညတစ်ချိန်တိုက်ပုံတိုက်နီကအစာနီးပြလုပ်ပေးရ၏ရုံစွာအဆုံးအိမ်သာတက်လင်ပင်တောသူမကိုဘိုးတိုင်းအိမ်သာတုံးတက်ဖို့နှင့်တန့်ရှင်ရေလိုရမည်ရေပန်းသုံးပုံကအစာတရုပ်ပြရသေး၏ကိုတက်တာဘိုးကဘယ်စီမသိသည်သူ့တင်နန်းပေးနေရတာနှင့်ပင်အချိန်လဲကုန်စိတ်လဲပင်မှတမီလေးနာကိုကတ်ခိုင်မှုကတော်ယုံတန့်ရှင်ရင်နေမရသည်မို့အကျင့်ဟောင်းတွေပျောက်သည့်အထိစောင့်ကြည့်ဆော်ဩရသည်ကပင်အလုတ်တစ်ခုလိုဖြစ်နေသေးတော်သည် တကယ်တမ်းတွင်တော့ကိုယ်တိုင်အပင်ပန်းခံပုံသွင်းပြီးသားကလေးမလေးကိုနမ်းမြအေးကလည်းလက်မလွတ်ခြင်းပါဒီလိုအနေထားမျိုးနဲ့အသုံးတည့်လာအောင်ဘယ်လောက်ထိစိတ်ပင်ပန်းနှုတ်ပင်ပန်းခဲ့ရမှန်းသူမသားလည်းအသိဆုံးလေပထမဆုံးအချိန်တကြားလုံးတုံတဲ့လက်နိုင်လျက်သားတွေ့ရခြင်းကသူမသိမ့်မအံ့အော်မိသည်လက်တဆုံစာလောက်တကြားလုံးတွေကိုအိတ်ကက်ထဲထည့်ပေးထားပြီးတွတ်တွတ်ဆားရသည့်အခြေအနေရောက်နေတာတောင်မတင်းတိန်နိုင်လောက်အောင်ငတ်ခဲရှာပါလားဟူသာတနာစိတ်ဝင်မိသည် ချောင်းနေတဟိုဟိုဆိုးလာတော့မှကယုဏဒေါသနဲ့မမ်းမဲတမြင်ရတော့သည်ဒုတိယအကြိမ်ရေခဲတက်တာထဲမှာအေးအေးဘူးတွေခိုးတောက်ထားမှစစ်ဆေးတွေ့ရှိချိန်မှာတော့ရော့ရဲရဲဆူယုံနဲ့မဖြစ်တော့ခပ်ဖိဖိလေးပြစ်ဒဏ်ချမှတ်ရပြီ ကလေးမစီမကကြည်ကြည်လာတိုင်းပေးသွားတော့နမ်းမြအေးမေမေကစေတနာကောင်းသူပြပြီးတဆွဆွပေးတတ်တော့နေမအမျိုးတွေလာတိုင်းဖင်ပော့ပြီးကိုညိတတ်သည့်အတွေ့ဆွဆွပို့ပို့ပေးသွားတတ်တော့မုံဘိုးလေးတွေစုထားတီမှမနေလား များလာလဲငကွင်းလေးတစုံသူမကစိုက်ဖြည့်ပြီးလုတ်ပေးမည်ဟုပြောထားသည့်အတွေ့ဒီငွေလေးတွေကိုကလေးမကအင်မတန်နှမျောမက်မောဤသို့မို့ကြောင့်လဲသူမကနောက်တခါခိုးစားရမည်လို့ကတော့ဒံငွေတစ်ထောင်ဖြတ်မယ်မည်စုခဏခဏခိုးစားနေလို့ကတော့ညီငကွင်းနဲ့ဝေးပြီးအောင်မေဟုခြောက်လန့်ထားရသည်ကလေးမမျက်ဝန်းထဲမှာပူပန်ဟန်လေးတွေတငွေငွေလိုက်တက်နေတာမြင်ရတော့သူမတတ်မှတ်လိုက်သည့်ပြစ်ဒဏ်ကိုသူမဘာသာကျေနပ်မိရသေးသည် တေးကြပါပြီ။နောက်တခါဒီကလေးမှခိုးစားရဲမည်မဟုတ်တော့။နမ်းမြအေးတို့အိမ်မှာကစားကြရရင်ပေါ်လွန်တယ်မို့ကလေးမလေးရောက်စားကအစားလွန်ပြီးအန်ဒီအထေဖြစ်ခဲ့ဘူး၏။သူကလေးကမစားဘူးတည်းများရောအငတ်နေခဲ့ရတည်းများပါအတိုးချပြီးစားတယ်လို့သူမတို့ကလည်းတဒါလွန်ပြီးပိုရှန်သမျှအကုန်ကျွေးခဲ့မိသည်ကိုသူမတို့အိမ်မှာကသူမမိဘနှစ်ပါးနဲ့သူမတို့သားမိသားလည်းရှိ၏သူမခင်ပွန်းကနေမတာဝန်ကျနေသည့်အရာရှိတအူဖြစ်တာကလည်း သူမတို့အိမ်မှာအစားအသောက်တွေပိုရှံနေရသည့်အဓိကအချက်ဖြစ်သည်။သူမခင်ပွန်ပုတ်လိုက်သည်မလက်ဆောင်ရထားသည့်ဥပမာထုံမုံ၊လမုံ၊ကိတ်မုံလိုမျိုးအချိုစိတ်မုံတွေဆိုတာကဝမှာဆိုသည့်သူမတို့လူကြီးတွေနဲ့မတည့်တာမို့တိတ်မအောင်ခင်မပုတ်တော့ခင်ဒီကလေးမှမှမစလင်စားမည်သူလည်းမရှိ။သူမသမီးလေးတက်လုံးပုံဆိုသည်ကတော့ဒါမျိုးတွေမစား။ ညွမေဖူးပေးဆိုသည့်နိုင်ငံသားဖြင့်အကောင်စားတံပိုးကြီးတွေကိုမှတတ်တတ်ဝယ်ပေးထားသည်လေအဲ့ဒီအညွအဖူးလေးတွေကို လက်လှမ်းသည့်အထိအတင့်ရဲလာသည့်အချိန်မှာတော့သူမတိမခံနိုင်တော့ပါအဆူဘူးကိုလည်းမမှုတန်းရိုက်တာကိုလည်းမကြောက်မှာတော့လက်ပါရတော်မည်မဟုတ်လားနေရွက်ကလေးကိုခက်နာနာလိန်ထားလိုက်လင်တော့ကလေးမမျက်နာကြီးနေရပြီးမျက်ရည်များဝိုင်းလာမလားဟုသူမအထင်တက်တက်ဆင်အောင်လွဲတော့ဤ ခန္ဓာနာလေးဖိလိန်လေးကလေးမမျက်နာကစိုက်ဖြီးဖြီးကြီးဖြစ်လာလေညီမနာဘူးလားအေးကျုပ်လက်တော့အန်သေးနေပြီနောက်ဆုံးတော့နမ်းမြအေးအသေးတီထဲမမာနိုင်တော့လုတ်ပြီးမှတနာသွားပြီးရောက်တက်မှာကိုပဲစိတ်မပူနိုင်ပဲမိမိရသည်အထီးဟဲ့အန်အန်ဒီနာတော့နာတာပေါ့ဒါပေမဲ့အဲ့ဒီလောက်ကဒေါ်ကြီးအိမ်မှာအပြော့ရဲဖယားရဲသူ့မကစိတ်ဆိုးဆိုးနဲ့လက်အန်သေးသည်အထီးရက်ဆက်မိတဲ့လောက်ကသူ့အတော်အိမ်မှာအပြော့တဲ့ ဖြစ်မှဖြစ်ရလေဟုစိတ်ထဲတနာသွားသောသူမကတော့နောက်တကားဘယ်လောက်စိတ်ဆိုးဆိုးလက်မပါတော့ရန် ကိုကိုကိုတတိပေးခဲ့မိပါသည်တကယ်တမ်းလက်တွေတွင်မူလင်မြန်သောဒေါသစိတ်ဤဥစားမှုနောက်ကိုတတိတရားကအချိန်မီချုံမအောင်နိုင်ခဲ့စိတ်ဆိုးလို့မကဆိုးမိ၍သာတတောင်တောင်မီအောင် ခောက်မိတော်လဲကောင်းကိုပြန်ပုတ်ပေးခြင်းလောက်အောင်စိတ်မကောင်းဖြစ်မိချိန်မှာတော့ခောက်ပြီးခဲ့ပြီညိနာပြီမဟုတ်လား တူတူပြက်ပြက်သူ့မအမေကိုမျက်ရည်လဲလဲနှင်ပေမဲ့ခေါင်းကတော့ခတ်တွက်တွက်ခါမြင်ဒေါ်ကြီးကတွေ့ရနဲ့ကောက်ထုတ်နေကြဆိုတော့ခေါင်းကမားနေပြီအရွယ်နှစ်မလိုက်ဖြေးလိုက်ပုံကကြားရသူပင်ရှင်တဲနှင့်သွားရ၏တို့ပေမဲ့ဆွန်းလောင်းရန်ဥဖယ်ထားတဲ့ဟင်းွက်ကိုမှခိုးနိုင်နေခြင်းကိုတော့မြည်တော့မြလစ်လျူရှု၍မရနိုင်ခဲ့ပါဒီလိုနဲ့အကြောင်းပေါင်းဆောင်အောင်ကလေးမကဒေါသနှိုးဆွားမှုလုံမြဲလို့ဤ သူမကလည်းအမြဲလက်လွန်ပြီးကမှတတိကထက်ချက်မကွာလိုက်လာသည်မို့စိတ်ထိခိုက်ရမြဲအတိတရားမရှိတော့လင်လဲတမျိုးကောင်းတာတို့ဆိုရင်ရိုက်မိခောက်မိသည်မနောင်တာမရတတ်ဖဲစိတ်ထိခိုက်မိတော်မူမဟုတ်ခုတော့စိတ်မထိန်နိုင်၍လုံမိလိုက်တတိဝင်လာတော့လုံမိပြန်ပြီဆိုပြီးစိတ်ညစ်လိုက်နဲ့တန်တရားလဲနေတော့ဤပို့၍သိုးဒီကခုတလောနမ်းမြအေးဖတ်နေသည့်တရားစာအုပ်တွင်မှာ ဝက်မာအမြဲငရဲမာအပားဆိုတဲ့စကလုံးတွေကိုထပ်တလဲလဲမြင်နေတွေ့နေရသေးပါပဲဝက်လဲမာတော့သူမကြောက်လှပါ၏ဒီလိုဆိုတော့သူမမှာဝက်ကြွေးမတင်အောင်လုပ်နိုင်ဖို့ကဘယ်လောက်ပြင်ပြင်အကျင့်ဆိုမပြောက်သည့်ခလေးမကို ပြန်ဖို့ယုံသာရှိတော့သည်မဟုတ်လားခက်တီကကောင်မလေးကိုယ်တိုင်ကပြန်ဖို့မကိုအသေးလဲကြောက်နေခြင်းပါကြီးကိုပြန်ပို့တော့မယ်လို့များပြောလိုက်ရင်ပြက်သွားသည့်မျက်နာကတေးတွင်ဆင်ခိုင်းသလားထင်ရမလောက်ပင် ကဲဒါဆိုဒီတစ်ခါနောက်ဆုံးပဲနောက်တစ်ခါခိုးစားတာတွေ့လို့ကတော့အိမ်ပေါ်ကဆင်းမို့တာပြင်ထားအသားနာမှာမကြောက်ဒံငွေရိုက်တာမဖြုံတော့ကလေးမလေးကအိမ်ပြန်ပုတ်မှာကိုတော့မျက်စီမျက်နှာပြက်စွာထိတ်လန့်တက်ခဲ့ပါသည်ဒီလက်ဆွတ်ကိုညီကပွဲစည်းတဲ့မှာဘန်းခင်ရောက်တဲ့ဟာများထင်နေလို့လားမစ်ဆူရဲ့စိတ်လက်စောဟဲ့ညီမမယိုးသားတဲ့စိတ်မရှိရင်ရေချိုးကန်းထဲမှာတွေ့တာနဲ့ငါလက်ဆွတ်မှတိနေတာပဲဘာလို့ပြန်လာမပေးတယ်လဲ ဘယ်လောက်ဆုံးမဆုံးမညီရဲ့ရိုးဆွဲနေတဲ့အချက်ကဖြောက်လို့ရမှာမဟုတ်တော့တေချာသွားပြီငါမှလည်းညီရောက်လာကမှအခုတော့အထုတ်လိုက်ဝင်တာပဲခဏခဏစိတ်ဆိုးရလွန်လို့လူလဲအိုစားလာပြီညီကိုလုံမိသည်များလဲငါဝက်ပြန်ခံရတော့မယ်အဲ့ဒီတော့ဒီအရှုပ်ထုပ်ကိုရှင့်မှဇက်လက်မြန်မြန်အဆုံးတတ်လိုက်မယ်ညီပြန်တော့အေးသွားခုထွက်သွားအခါခါဆက်နေရသည့်ကျိုးတချောင်းအတွေ့ဒုက္ခများငိမ့်ချုပ်ဖို့အကောင်းဆုံးနည်းလမ်းမှာဆက်ထုံးဖြေလိုက်ရန်သာရှိတော်သည်လေး ရှာရုံးမရှိတိုင်းတွေ့ကြရလျှောက်ပြောနေသည့်ဆင်ကြီးတွေကလည်းအကြောင်းထက်နေပြီမို့နမ်းမြအေးနားတဲကြီးမခံနိုင်တော့ပါဘယ်လိုအကြောင်းပြချက်တွေပြောပြောခေါင်းကိုယ်သားကြွတွင်ခါနေလိုက်၏သူမဤစိတ်ပြန်ပြော့မသွားစေဖို့ခလေးမမျက်နာကိုမကြည့်ပဲကြောက်ခိုင်းနေလိုက်တာဒေသာအကောင်ဆုံးမဟုတ်လားဒီတခါသူမစိတ်ဆိုးမှုကနောက်မဆုတ်နိုင်အောင်ပြင်းထန်မှန်ရိပ်မိသွားသောကလေးမကလည်းသူ့အထုပ်လေးသူပိုက်ခါအိမ်မဆင်းဖို့ပြင်ရတော့သည်စိတ်ကုံသွားခြင်းသည်စိတ်ဆိုးခြင်းနဲ့မတူဘူး စိတ်ဆိုးတွေကစိတ်ဆိုးပြေလင်းပြီးပြောင်းနိုင်တော့လဲစိတ်ကုံတွေကတော့ရှေ့ဆက်ရန်လမ်းမရှိတော့ပေလေတို့ပေမဲ့သူကလေးမရှိရင်တမီးကလေးတက်လုံးပုံအိယာမနိုးလာတော့မြည်တို့ပြောရပါတမီးလေးအိယာအထမှာသွားတိုက်လင်းလဲကလေးမကပါရသည်မနှစာ နေ့လယ်စာညစာဘာအစားကြွေကြွေမစားကြံတတ်တော့တမီးလေးအတွက်ကလေးမကဘေးမှာကလူရမြူရသည် သူပြောသည်မလှုပ်သည်မကိုတမီးကတခိခိရဲနေချိန်မှာဟနေသောပါဇက်သေးကိုအလစ်ထိုးထည့်ပြီးကြွေးရသည်ကအချိန်တိုင်းလိုလိုသူမကမိဖို့ကြောင့်နဲ့စီမံချက်ပြုတ်နေလင်းလဲတမီးကိုမငိုအောင်သူမစီလာမရှုပ်အောင်အဖိုးအဖွားများထက်ဆွဲဆောင်စီယုံထားနိုင်သည်ကလည်းစွစုပါပဲ shopping center သွားသွားကစားကွင်းသွားသွားစွတ်စွတ်ကပါနေကြမို့အလိုမင်္ဂလာဆောင်မို့မခေါ်ခဲ့လင်တာစွတ်စွတ်ရောစွတ်စွတ်ရောနဲ့တဖဖမိဒတ်တီတမီး ရုံးစွာအစောတမီလီအီအီတယ်လင်တောင်းမှဆုစုပါမဆုစုကအိုးပေါ်ထိုင်နေသည့်တမီကိုကြည်မကြအောင်တဝက်တစ်ပြက်နှင့်ထမပြေအောင်စကားတွေပြောပြနေရတတ်၏တမီအတွက်သာမကပါတအိမ်လုံးတန်ရှင်ရည်ကိုသူမှလှည့်မကြည့်ရသည်မှကြာခဲ့ပြီကောတမီလီမနိုခင်အိမ်တန်ရှင်ရည်ကိုဆုစုကအားလုံးပြီးစီအောင်စွမ်းဆောင်နိုင်သည်မှနှစ်ပင်ချီနေပါပြီတန်ရှင်ရည်လုတ်ပြီးလင်ထမင်းပေါင်းအိုးကိုကျွမ်းကျင်စွာသူ့ကလေးကချက်ပြုတ်ထားအောင်မီအဝိရှော်ဇက်နဲ့လဲအဝိတွေကိုရှော့တတ်နေပြီ ပြီးလင်အဝက်လန်း၆တော့မိဖို့တိုင်းကလေးမ၏အတုံးဝင်မှုတွင်တွေးမိသွားတော့သူမရင်မောသွားရသည်တမီးလေးတနည်းလောက်ကလေးကရောက်နေသည်မို့သူကလည်းအိမ်သားတစ်ပိုင်းဖြစ်နေပြီလေနောက်နေ့ဆိုရင်ပဲတမီးကကြောင်တက်ရတော့မည်စွဆုမရှိလင်ရှိချင်းသည်မရှိချင်းထက်ပို၍အဖိုးထိုက်တန်ပါမည်လားနမ်းမြအေးစိတ်ထဲတွင် မုံတိုင်းကအနှဲငယ်တော့အပြော့လာတဲ့ရောင်ရောင် သူကလေးနဲ့နမ်းမြအေးတို့ကြားရှိအတိတ်ပဋ္ဌာန်းဆက်ကဘယ်လောက်များအထက်ထက်ဥပဒံဆွဲခဲ့သည်မသိပြက်လွလွတန်ရောစဉ်ကျိုးတချောင်းကိုနှောင်တွယ်မှုတမှုရရလေးကအခါခါပြန်ဆက်နေသည်မို့ဆက်ထုံးတွေသာပို့၍ပို့၍များလာရသည်ဆက်ထုံးများသည့်ကျိုးတချောင်းအဖို့မြည်သူများဇင်လုံးမချောမနိုင်တော့လဲအဆက်အသွယ်ကင်းလွအောင်တော့ပြန်မကြနိုင်သည်အံ့ဩစရာကောင်းသည်ကအဆိုးကိုအဆိုးနှင့်တန်ပြန်ပြီးကောင်းအောင်လုပ်ယူလို့မရသည်ကိုသူမ၏သမီးလေးကလက်တွေ့တက်တည်ပြပေးလိုက်ခြင်းပါ သူမမြည်သွမြပြုတ်ပြင်မရဆုံးမရမရတော့ဆွတ်ဆွတ်ဆိုသည့်တရေဆိုဆွဲနေသည့်ကလေးမလေးကိုတမီးကလေးတက်လုံးပုံကမြစ်တာဖြင့်ပြောင်းလဲစေခဲ့သည်ပဲပုံပုံလေးကင်လိုက်လို့သာဆွတ်ဆွတ်မပြန်ရတာဟု ကလေးမကမကြာခဏတမီးပါကိုတွွှွှွှွှွှွှနှမ်းရင်ပြောတတ်ခဲ့၏တမီးလေးကလည်းချူချူနောက်တခါထိုးတော့နဲ့နော်လို့မပီကလာတရိပ်ပေးရင်သူမတို့နှစ်ဦးကြာတန်ရောစင်တွေတင်းငယ်ကြ၏ အစိုးကိုအစိုးနှင့်သူမတုံ့ပြန်စဉ်ကတော့ကလေးမဗီဇစိုးကလည်းပို့ပြီးတောင်ပြင်းထောင်လာသေးသည်အစိုးတံကိုသာကြံ့ကြံ့ခံနိုင်ပေမဲ့အကောင်းတံကိုတော့သူကလေးမခံနိုင်တော့တမီးလေးဤမျက်ရည်လည်းရဲတားဆီးပြီးမှုမုံစားတိုင်းအောက်ကိုမတိမတာပြစ်ချလိုက်ပြီးဆွဆူစားလိုက်တော့အောက်ကျသွားပြီဆိုသည့်လူကြီးတွေအပေါ်လူလေကြပြေးတတာမှုဟုတ်သည်လေအောက်ကျပြီးသားမုံများဆိုတက်လုံးပုံမစားရဆွဆူသားလင်းစားရသည်ပဲ။ လူဆိုတာကတားမြစ်ထားတဲ့အရာကိုမှပိုကျွလွန်တတ်တဲ့သဘောရှိတယ်မဟုတ်လား။ကလေးမကသူ့အလျံပဲစားနေရသောမုံများထက်တက်လုံးပုံ၏မုံများကိုသာတည်ရကြနေခဲ့ဘူးလေမြည်။တမီးကခဏခဏချချကြွေးသောအခါစားရပါများ၍ခိုးကျင်စိတ်ပျောက်သွားသည်လားတော့မသိ။နောက်ပိုင်းများမှာဆွဆုခိုးစားသည်ကိုတခါမှလက်ဘူးလက်ချက်မမီတော့ပါ။မမီတော့ဆိုကြဲကလုံဝမကင်းဆန်လင်တောင်ပါလျားလာလို့သာ ဖြစ်တော်မီပေါ့။ သူမတို့တဲ့အင်သားလုံးကြိတ်ပြီးအံ့ဩဝမ်းသာရသည်နှင့်အမျှပုံပုံနှင့်ဆုစုတို့ကြမှတန်ရောစဉ်ဆုစုနှင့်သူမတို့ကြမှတန်ရောစဉ်ကျိုးကလည်းဆက်เสียမလို့တော့လောက်အောင်ကာလအတော်ကြာချောမွေ့နေခဲ့သည်ဒီထက်မကကလေးငယ်နှစ်ဦးကြမှတန်ရောစဉ်နှင့်ကျေးဇူးတရားတိတတ်မှုကိုရှင်သက်ရှုမဖြစ်ရသည့်မြင်ကွင်းတစ်ခုကနမ်းမြအေးတို့တသက်ဘယ်တော့မှမနိုင်မည်မဟုတ်ပါအဲ့ဒီနေ့ကသူမဥဆောင်ပြီးကလေးနှစ်ယောက်ကိုကစားကွင်းပို့မည်ဆိုတော့ အဖိုးဘွားနှစ်ယောက်ကပါတက်လုံးပုံလေးဆော့ကစားသည်ကိုလိုက်ကြည့်ကြည်နူးဖို့ပြင်ဆင်ကြသည်ပေါ့တဲ့အိမ်သားလုံးထွက်ကြပြီဆိုတော့ပြတင်းတကားတွေပိတ်ရအိမ်မီးဆင်ရအိမ်တော်ခန့်ရနဲ့အလုံးရှုံနေကြတော့တမီးလေးကအပျော်လွန်ပြီးလမ်းမပေါ်ဖြတ်ခနဲခုံတက်လိုက်၏ထိတ်ခနဲသူ့မရင်အခုံးဟိတ်ခနဲအဖွားကအော်ရိတ်ခနဲစုစုကပုံပုံလေးကိုဆွဲအဖက်အာလုံးလျှက်ပြက်အတွင်ဖြစ်ပြက်အပြီးမှာကားတစ်စီးကအောင်းငေါက်ခါအရှိန်ပြင်းပြင်းဖြတ်ကျော်သွားခဲ့ပြီဖြစ်သည် အဆက်ကလေးပါပဲတကယ်တော့လမ်းမပေါ်နှကန်းဆက်ကလေးမှာပါတို့ပေမဲ့စွစွသားလမ်းမဆွဲခဲ့လင်တော့တက်လုံးပုံလေးကိုပုတ်ဆွဲသွားနိုင်သည်ပေါ့ကလေးဆိုတော့ရင်းရိုင်ပြုတ်ကြပြီးအထိနာနိုင်သည်လေကလေးမကဆွဲဖက်ပြီးလှဲ့လိုက်သည်မို့တမီးလေးဘာအနာတရားမှမဖြစ်ခဲ့တော့လဲကားဘက်ကိုရောက်သွားသည့်ကလေးမတဒေါင်စစ်ကိုကားပွတ်သွားသည့်ဒံယာကချက်ချင်းအတန်နီလန်ကရောင်းကိုင်းလာခဲ့ရ၏ အံ့ဩမင်တက်နေမိတော့တမတို့လူကြီးအလုံးဤရင်ထဲမှာတော့စွစွဤကျေးဇူးပြန်ဆမှုကိုမျက်ဝါးထင်ထင်အတိမတ်ပြုရတော့ပြီလေတယောက်ကတန်ရုံစဉ်ကြည့်ပြီးပြန်မလွတ်နိုင်အောင်အော်ဟစ်ငိုရတားမြစ်ပေးတယ်လို့တယောက်ကလည်းဆင်းရဲတွေနဲ့ပြန်ဆင်းရမည်အဖြစ်ကိုတားဆီးပေးသူကက်တင်ရှင်အဖြစ်ကျေးဇူးပြန်ဆက်ခဲ့၏ကလေးမနဲ့နမ်းမြအေးတို့ကြားမှာချိမိသောကြိုတချောင်းကဆက်ထုံးတွင်မြင်းမြများခဲ့သည်ဆိုတော့လေတမီလေးကဆက်ထုံးများကိုထင့်ငော့မနေတော့ပဲချောမော့ပြေးဖြစ်သွားအောင် အပေါ်မှာမြစ်တာဖြင့်တစ်ထပ်လွှမ်းပေးလိုက်သလိုပါကလေးမကလည်းအကျင့်ဆိုပျောက်တလောက်ရှိနေပြီမို့အရင်လိုကြိုးခဏခဏပြတ်ဆရာမလိုတော့ခဏခဏပြန်ဆက်ရသည်စိတ်ပင်ပန်းမှုလည်းမရှိနိုင်တော့သည်မို့ဆက်ထုံးတွင်အဆုံးတက်ပြီးဟုစိတ်အေးရပါသည် တို့ပင်မဲ့တန်ရောခြင်းဆိုဒီမှာတွေ့တာနောင်ဖွဲ့ခြင်းဟုတေချာလာသည့်တနေ့မှာတော့အဲ့ဒီနွယ်ကိုဖျက်ဖို့သူမစူးစမ်းရတော့သည်ဒီထက်ပို၍နောင်ဖွဲ့လို့မကောင်းနိုင်သောအခြေအနေတစ်ခုကဂျုံကနေရောက်ရှိလာ၏ ရခင်ကလေးကရှိနေခဲ့သည်လားသူမတို့အိမ်ရောက်ပြီးကမှတဏီယာယာကကူးလေသည်လားတော့မသိကလေးမမှာတီဗီပိုးရှိနေမှန်းသိလိုက်ရသည်နေကသူမတို့တအိမ်သားလုံးတက်လုံးပုံအတွေ့စိတ်ပူပန်ကလန့်ဖြန့်သွားခဲ့ရသည်ကလေးမဤတီဗီပိုးကတလိတ်စစ်ချက်အရာအချားသူများကိုကူးဆက်နိုင်သောအစင်မှရှိနေသည်တဲ့မိုးဥတို့ရက်တရက်မှာကလေးမကိုအိမ်နဲ့နေသည့်စိုးဆိုင်တစ်ခုကိုလွှတ်ပြီးလိုအပ်တာလေးတွားဝယ်ခိုင်းလိုက်စဉ်မုံမိခဲ့ရ၏ မထင်မှတ်ပဲအဆုတ်အေးပတ်ပြီးအပြားကြီးခဲ့သည်အပြားကြတော့လဲချောင်းဆိုးကအချိန်တော်ကြာသည်ထင်မပြောက်ခဲ့လာချီလာတော့တင်ကမကင်းဖြစ်လာပြီးတက်မှန်ရိုက်တလိဆက်လှုပ်ကြည့်လိုက်တော့အဖြေကမကကလေးမလေးအတွက်ပူပန်နေရမှတက်လုံးပုံအတွက်ပါတော့ကကူးသွားရသည်ခုခေတ်မှာ TV ယောဂအတွက်ငွေမကုန်ပဲဈေးကူတနိုင်သည်ဆိုပေမဲ့ကုဆတ်နိုင်သည့်အဆင့်ရှိပိုးရည်အတွက်တွေ့ထားရသောယောဂရှင်တစ်ယောက်နှင့်တမိလေးကိုလက်ပေါ်တည်တည်နေစေဖို့ကတော်တော်စဉ်းစားရကြက်လှပါသည် သူမအတ္တကြီးလွန်နေပြီလားဟုအကြင်ကြင်တွေးပြီးစိတ်ကိုပြင်ဖို့ကြိုးစားလဲမရပါအကယ်၍ယောဂပိုးရှိသူကပုံပုံဆိုလင်တမိလေးအလွန်ခင်တွေ့သည့်စုစုကိုကုမိဆိုကပြန်လွတ်ပါမည်လားအကယ်၍စုစုသာတမိရင်ဆိုရင်ရောပုံပုံလေးကိုကုမိဆိုကတခြားနေရာကို ပို့ထားရမည်လားဟင်အင်းခုခေတ်ကြီးမှာဆေးတွေကတိတ်ဆွမ်းထက်နေပါပြီဆေးတောက်လိုက်လည်းမကြခင်ပျောက်သွားမှာ ပြီးတော့စွတ်စူးဆိုဒီကသမီးလေးတက်လုံးပုံကိုကက်တင်ရမှာသူ့အသက်ကိုပင် မငဲ့ခဲ့သည့်တာရကရှိဖို့သူကျေးဇူးတည်တတ်သူလေသူမတို့လိုလူကြီးလူကောင်းတွေကသူ့ကျေးဇူးကိုဒီလောက်တောင်ပြန်မသိတတ်လင်ရှက်စရာအယောင်ဆောင်လူကြီးလူကောင်းအဖြစ်သူမပုံရိပ်ကိုသူမမမြင်ချင်ပါသူမအတားနဲ့သူမဣဇရတိုက်ပွဲတွေပြင်းထန်လာ၏တို့ပင်မဲ့ရန်ကုန်အင်းဆိုဒီကလည်းကျင်ကျင်လေကလေးမလေးနဲ့သမီးပုံပုံကိုမြည်တို့ပင်ခက်ခွာခွာထားစေအောင် အခန်းကျင်းထဲမှာရှူသွင်းရှူထုတ်နေသည့်လေတွေကရောနှောကရှောင်းနိုင်မည်မထင်ပါဒီကြားထဲသမီးကိုတွှွှွှွှနန်းတတ်သည့်ကလေးမအကျင့်ကိုလည်းဖြစ်ပြက်သားသားတမြင်ရအောင်မည်သမီးတွေပြင်ဆင်ထားသည့်အစားအသောက်များကိုစွတ်စွတ်လုံးဝမထီရအရင်လိုပြင်ဆင်သင်ယူပေးတာမျိုးပင်လောက်ခွင့်မရှိတော့ပါတေလာရောင်းချောင်းဟမ်းမိတာရှူထုတ်လိုက်သည့်လေတွေအစားအသောက်တွေပေါ်ကဖြတ်တန်းသွားမှမျိုးလုံးဝမဖြစ်ပါ အိမ်မှာဆွဆွရှိနေခြင်းသည်အန္တရာယ်ရှိသောအရာတစ်ခုကိုရှောင်ရှားနေရတဲ့ကဲ့သို့တမီးလေးပုံပုံကိုဟိုရွှေဒီရွှေလုံနေမိ၏ဟိုဒီအတွေ့များနဲ့စိတ်ရှုပ်ထွေးနေစဉ်ဖြက်ခနဲ့အလင်းတစ်ချက်နမ်းမြအေးကောင်းထဲတွင်လက်သွားချိန်မှာတော့သူမစိတ်အေးသွားရတော့သည်ရှင်လဲလျှောက်တာပြားလဲဆွဲတာအခြေအနေတစ်ခုသူမဖန်တီးယူနိုင်ရမည်ပေါပုံပုံလေးကိုအကြောင်းပို့လိုက်တော့မီတမီးလေးအသက်က၃နှစ်ကျော်ခဲ့ပြီဆိုတော့လမ်းထိပ်ကပုဂ္ဂလိကအကြောင်းတစ်ခုမှထားလိုက်လင်ရနေပြီလေ ဒီလိုဆိုရင်ကလေးနှစ်ယောက်တွေ့ချင်းအလွန်ပင်နေသွားလိမ့်မည်မဟုတ်လား။တူမ၏အစီအမံများကိုမိဘနှစ်ပါးကမကန့်ကွက်တော့လဲဘဝင်ကြပုံတော့တိတ်မပေါ်ပါ။ဝင်မကန့်ကွက်သေးကတော့သူတို့လည်းတမင်းနဲ့စုစုတန်ရောစဉ်ကိုမြုံဝါထင်ထင်မြင်ထားရသည်ကိုတို့ပင်မဲ့ယောဂရှိသူတယောက်ကိုတမီးလေးနာမ ဖဲထိုးရမည်မှာမိခင်တယောက်ဤတာဝင်းဟုတေချာပေါက်တွက်ထားပြီးသောခင်ပွန်းတဲ့ကတော့အံ့ဩနေ၏သူကတော့အဝေးရောက်နေသူမို့ကလေးမနဲ့တမီးတို့ကြားကတန်ရောစဉ်ချိုးကို ကြားတာကြားဖို့သူလေး လက်တွေ့သိထားသောအဖိုးအဖွားတွေထက်တော့ပို၍လှုပ်ခတ်ပေးလိမ့်မည်။တမီးလေးကတိတ်ငဲလွန်းသေးတဲ့နန်းရဲ့ယောဂါကူသွားခဲ့ရင်ဆေးတောက်ရတာကအစာတန်းပြီးသွားနိုင်တယ်နော်။လောလောဆယ်တမီးကိုစစ်ကြည့်တာတော့ဘာတန်တရားမှမရှိဘူးမောင်။မကူးဆက်အောင်တော့တတိထားရမှာပေါ့ကွယ်။ပြောတာပြောရတော့လဲသူမှလည်းပူပန်မိသေးပါပဲ။တမီးကနုနေလာသည့်အရွယ်လေး။ဝါဝတုတ်တုတ်ထွားထွားကြိုင်းကြိုင်းဆိုလင်တော့တော်အောင်မည်။ခုတော့တမီးလေးကလူပုံကနွဲ့နွဲ့သေးသေးလေးဆိုတော့ ကူးဆက်သွားလင်တောင်းချုံချုံကျသွားနိုင်သည့်အနေအထားမျိုးသို့ပေမဲ့စုစုကြည့်လိုက်တော့လဲတနာစရာမျက်လုံးကလေးကလေးလေးနဲ့နေမကောင်းသည့်ရက်များမှတောင်းသူ့ကိုအတုံးမဝင်တော့ဘူးဆိုကပြန်ပို့မည်ဆို၍တားနေသည့်ကြားမှအလုပ်တွေထလုပ်ပေးနေသေး၏တီဗီကိုလည်းသူနားမလဲအဆုတ်ယောဂါကိုလည်းသူမသိခံစားရသည့်ဝေဒနာကိုလည်းသူမဖြုံသူတိတီကသူ့အတော်ကြီးအိမ်ကိုမပြန်လိုခြင်းသာ သူနားလည်ထားသည်ကအိမ်ရှင်ကျေနပ်အောင်အလုပ်လုပ်မပေးနိုင်လဲ ခိုးဝက်လိန်ညာလင်ပြန်ပို့မည်ဆိုဒီကိုသာသူအလေးထားဒီကတက်လုံးပုံလေးနဲ့ဝေးရမည်ကိုစိုးရွံဒီသာနမ်းမြအေးတိတ်တကိုပူပန်နေမိတော့အချိန်တစ်ခုကိုဆိုက်ဆိုင်မြက်မြက်ရောက်လာခဲ့ဒီကတော့စောလွန်နေသည်လားမပြောတတ်တူတဲ့သောသမီးလေးမို့အသက်ပုံရင်ချစ်ရပါသောသမီးလေးတူတဲ့သောမြေးလေးမို့အဖွားကိုယ်တိုင်ချစ်စနိုးနာမည်ပေးထားသောတက်လုံးပုံလေး အဖျားကြည့်ပြီးစေယုံတရသည့်အထီဖြစ်လာတော့တအိမ်သားလုံးလဲပြောင်းဆန်ကတမီးအဖေပါနေမအမြန်လိုက်လာရတော့၏တရသုံးတရလဲအဖျားကခက်တင်းတင်းနဲ့နှစ်ရက်သုံးရက်ကြာသည့်အထီမကြခဲ့ပါပထမတရနှစ်ရက်ကအိမ်မသားမိသားစုဆရာဝန်ပြကစိတ်တယုံဖြင့်အရင်လိုပြောင်းမီလာဟုထင်မိ၏တမီးကလည်းကလေးပြီးပြီးအဖျားတံကိုမမှုဆော့ကစားနေတော့တွက်လက်နေတော့နှစ်ရက်နေလို့မှအဖျားမကြပဲမြက်ဖြူလန်ကတက်သွားသည့်အခါမှာတော့တအိမ်သားလုံးရင်ပတ်ဖေကစိတ်ယုံပြေရတော့သည် ပထမတော့ငှက်ဖျားလာ တွေးလွန်တုတ်ကွေးလာတန်တရာမျိုးစုံဖြင့်သွေးတွေဖောက်စစ်ကြ၏တမိကိုစောင့်ကြည့်ရ၏သွေးတစ်ခါလာဖောက်တိုင်းတမိကဩအဖွားကငိုအကြောကလွဲနေတမိလေးလက်မအနှင့်ပိုက်တန်းလန်းကိုလည်းမကြည့်ရနိုင်သွေးဖြင့်တစ်ခါထွက်လာတိုင်းဘာရောဂါများဖြစ်လေမလဲလို့တထိတ်ထိတ်နဲ့ဆောင်ဝင်ဆောင်မများကိုတကြည်ကြည်လဲမိမိ၏နောက်ဆုံးဘာမှထူး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 လက္ခဏာမပြဘဲတဖြည်းဖြည်းအဖျားပြန်ကျသွားတော့မှသာအလုံးရင်ထဲမှာအပူလုံးကြီးကလည်းကျသွားရတော့သည် ဆေယုံမှာလင်းငါရက်သည်တကဘာမကကြသည်ဟုထင်မိကြ၏။စိုးရင်စိန်များပူပန်တော့ကများတနားစိန်များနှင့်အပြင်ထံအလောင်မြိုက်ဆုံးအချိန်များပင်အရွယ်နှစ်မလိုက်ပင်မရရှာသောတမီးလေးအတွက်တမီးသားစုလုံးပင်စကားပင်ဟဟမပြောနိုင်ကြ။ဆေယုံမှာလင်းငါရက်ကြပြီးအိမ်ပြန်ကန်ဤချိန်မှာတော့ငကူကမှတည်တည်တွယ်တွယ်နုဖက်ရသည့်တမီးလေးကပိုဟတ်ဖြူလေးလိုဖြော့တော့တော့သာကြံတော်သည် ဆောင်းဝင်းကလည်းကိုကံအားနည်းနေတဲ့အချိန်မျိုးဘေးမှရောဂါတွေဝင်မလာစေရန်အထူးကြမှတ်ဂရုစိုက်ရမည်အကြောင်းအသေးချာမှာကြားပါသည်။ကျောင်းကိုလည်းမပို့ရန်ရောဂါရှိသူများနဲ့လည်းမနှိစစေရန်လူထူရတ်တော်နေရာများသို့ခေါ်မသွားစေရန်အအေးမမိစေရန်အပူမရှက်စေရန် တမိတွေပူပန်ရတဲ့နဲ့တမိနာမတပ်ဖွားမခွာပဲအိမ်တောင်မပြန်ဖြစ်တဲ့နဲ့အရာရာကိုမေးရနေမိတော့နမ်းမြအေးဒီအိမ်ပြန်ရောက်ခါမှကလေကလေမျက်ဝန်းကြောင်တောင်လေးကိုဖြတ်ခနဲတရေရသွားတော့၏မောင်ဆွဆွရောမတွေ့ပါလားជីជីစီပြန်ပို့ထားလိုက်တဲ့နန်းကြီးတမိလေးစိတ်ယုံကဆင့်လာရင်သူ့နဲ့အတူနေလို့မှမဖြစ်တော့တာဆောင်းမင်းကပြောတယ်လေကိုကန်အားနေနေချိန်မှာအပြင်ကယောဂါတွေဝင်လွယ်တယ်တဲ့ရုတ်တရက်ဟာသွားတော့ရင်ကိုအေးဒီရောမပြုတ်အားပဲ တမီးလေးများကြားသွားပြီးကြီးကြလာမည်လားအကဲခတ်ရသေး၏တမီးကသူ့ဖေစကားကိုမကြားလိုက်သေးလားသူ့ဘာသာပင်အနိုင်နိုင်မှုပတ်ဝန်းကျင်ကိုအကဲမခတ်နိုင်လောက်အောင်အင်အားချိနဲ့နေသေးလားပိန်ကက်ကက်ခန္ဓာကိုယ်လေးကပွေ့ချီထားသောသူ့မရင်ခွင်အတွင်းမှာအသက်ရှူတမ်းပြင်းပြင်းနဲ့မေးစင်းကဖို့လိုက်နေလေသည်သူမကလည်းဒီအရေးကိစ္စကိုနောက်အေးအေးဆေးဆေးမှစဉ်းစားနိုင်ပါမည်။လောလောဆယ်သူမအတွေ့ထဲမှာတမီးလေးသာကြီးစိုးနေ၏။ ပိန်ကက်နေသောဖြူဖြော့ဖြော့တမိငယ်လေးအားပြန်လဲထူမတ်လာအောင်ပြုစုပြုထောင်ရန်အတွက်သူမအားဆိုင်ရအောင်မည်မဟုတ်လားအတားကဖြတ်လိုက်သည့်တနေ့မှာတော့အခါခါဆက်ခဲ့ရသည့်ကြိုးတချောင်းအဆုံးသက်ပြတ်တောက်သွားတော့မည်လားမသိပါဝေစီပွားရေးတက္ကသိုလ်ရွှေမြုပ်တင်ရုပ်စောမဂ္ဂဇင်း November 2023ခုနှစ်နားဆင်အပိတ်ခဲ့ကြတဲ့သူအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်